ဒေါက်တာအေးသည်ဇီဝဘာသာဗေဒပညာရှင်တဦးဖြစ်ပြီးသူမတီထွင်ထားသောအတန်ပြန်လဲစီစီရေးကရိယာဖြင့်တော်ရင်တရိစံများ၏အတန်များကို လူသားဘာသာစကားသို့ပြန်ဆိုနိုင်ခဲ့သည်သူမ၏စံတတ်မှုများအတွက်မြန်မာနိုင်ငံတောင်ပိုင်းရှိထူထပ်သောမိုးတစ်တော်ကြီးတစ်ခုသို့ရောက်ရှိလာခြင်းပထမဆုံးအနေနှင့်မြောက်တကောင်၏အတန်ကိုဘာသာပြန်လိုက်သည့်အခါအနေရရှိသည်လူတွေပြန်ရောက်လာပြီးဟူသောစကားတန်ကို ကြားလိုက်ရသည် ထိုအခါသူမသည်အနည်းရှိစင်ကြီးတကောင်နှင့်ဆက်သွယ်ရန်စူးစမ်းခဲ့ရာစင်ကြီးကမီးခိုးနှံကို ရှူမိတယ်။တောက်လောင်မှုကြီးဖြစ်တော့မယ်။ခုအကြောင်းကြားလာသည်ဒေါက်တာအေးသည်ဆက်ကရိယာကိုအချိန်မြင့်ကတရိတ်ဆန်များ၏အတန်များကိုစူးစီးလိုက်သည့်အခါပြိုးဝတ်သောလူသားအုပ်စုတစ်ခုသည်တခိုးဖြဲ့ရန်မီးရှို့မိအကြောင်းသိရသည်။ဒေါက်တာအေးသည်တရိတ်ဆန်များနှင့်ပူးပေါင်းကာစစ်စင်ရေးတစ်ခုကိုစတင်ခဲ့သည်။ဒွေရများက လူသားအုပ်စု၏အကြောင်းကိုခြေရာခံပေးပြီးမြောင်များကတခိုးသူများ၏ကိရိယာများကို ခိုးယူဖျက်သိမ်းခဲ့သည်မျက်များသည်မီးလောင်မီနေရာကို လေးလာပြီးစင်ကြီးများကလမ်းကြောင်းများကိုပိတ်ဆို့ကာရေအိုင်သို့ဥတီစေခဲ့သည်သောသောစကရိယာသည်လုံဆောင်မှုတဝက်တွင်ချွေရင်းသွားပြီးဒေါက်တာအေးသည်တရိษံများ၏ကိုဟန်မူယာများကိုသဘောပေါက်ရန်လိုအပ်လာသည့ ဥပမာစင်ကြီးဤနရွက်လှုပ်ခြင်းသည်ငါကိုလိုက်လာပါဟုအတိတ်ပေရာကြောင်းဒရေဤခေါင်းငိမ့်ခြင်းသည်ဘေးကင်းပါပြီဟု သတင်းပို့ခြင်းဖြစ်ကြောင်းသူမအတိလာခဲ့သည်အရေးအကြီးဆုံးအခိုက်အတန့်တွင်မြောင်များသည်တခိုးသူများဤရင်များပေါ်သို့တတိများပစ်ချပြီးသူတို့၏အာယုံကိုပြန်လွင့်စေခဲ့သည်ထိုအချိန်တွင်ဒေါက်တာအေးသည်ကြေးရွာသားများကိုအကူအညီတောင်းခဲ့ပြီးတခိုးသူများကိုဖမ်းဆီးနိုင်ခဲ့သည်မိသည့်တဘာဝအတိုင်းမိုးရွာသွန်းမှုကြောင့်ငြိမ့်သက်သွားရသည် ဇလန်း၏အဆုံးတွင်ဒေါက်တာအေးသည်တရိษံများနှင့် လူသားတို့အကြားနားလည်မှုသည်တဘာဝပတ်ဝန်းကျင်ကိုကာကွယ်ရာတွင်အရေးပါကြောင်းသိမြင်လာခဲ့သည်သူမ၏ကိရိယာကိုပုံမိုတိုးတက်အောင်ပြုလုပ်ကာတော်ရိုင်းတရိษံများ၏အတန်များကိုကဘာသို့ပြန်ပွားစေရန်ဆုံးဖြတ်ခဲ့သည်ဤဇလန်းသည် လူနှင့်တရိษံတို့အကြားပူးပေါင်းဆောင်ရွက်မှုတဘာဝအပေါ်လေးစားမှုတို့ကိုမိမောင်းထိုးပြသည့်အပြင်ဤပညာနှင့်တဘာဝအကြားဟန်ချက်ညီမှုကိုလည်းဖော်ပြလိုက်သည်